ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာလိလာဆောင်ကြည့်မှုမလုပ်နိုင်တဲ့နေရာတွေရှိနေတယ်လို့ရွေးကောက်ပွဲလိလာဆောင်ကြည့်တွေကပြောကြားလိုက်ပါတယ်။ကိုမောင်ကသတင်းပေးပို့ထားတာပါခင်ဗျာ။ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာမဲယုံတွေမှာလေးလာစောင့်ကြည့်တာတွေပြုလုပ်မဲ့သူတွေအနေနဲ့လမ်းမဆက်သက်ရေခက်ခဲတဲ့နေရာတွေနဲ့ပြိပခတ်ရှိတဲ့နေရာတွေကမဲယုံတွေကိုတွားရောက်ဖို့အတွက်အခက်အခဲတွေရှိနေတဲ့အတွက်လေးလာစောင့်ကြည့်မှုတွေပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေကပြောကြားလိုက်တာပါ။ ော့ဒီလမ်းပန်းဆက်တွေကြီးကအရန်ခက်ခဲရှိတယ်။ဆိုတော့အဲ့ဘက်ကြောင့်သူ့ကိုပြန်လာမှာသူ့ကိုပြရတယ်။နေရာလို့အမချန်ထားခဲ့ရတယ်။နင်းခဲ့ရှိတယ်။နောက်တစ်ချက်ကတော့မရှိလဲဆိုတော့ဒီပြိပကပြိပကဖြစ်နေတယ်။ပြိပကဆိုတဲ့နေရာမှာစီရေးပြိပကရှိတယ်။ချိုးနေရာမှာတော့ဒီမျိုးပြိပကရှိတယ်။ဆိုတော့ဥပမာပြောရမယ်ဆိုလို့ရှိရင်ခိုင်မင်းနဲ့ကျွန်တော်မောင်တော်မဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းတဲ့ကျွန်တော်ခက်ခဲရှိခဲ့တယ်။ဒါဆိုအဲ့ဒီအလူကြီးလည်းစီရေးပြိပကမှာရေးဒီစီရေးပြိပကလည်းအဲ့လိုပါတယ်။အခုလေးအကြီးမားဆုံးပြဿနာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီစီရေးပြိပက ပြည်တွင်းစစ်ကြောင်းကျွန်တော်တို့လူစုပေါင်းကိုခက်ခဲရေးဖြစ်တာရှိတယ်။နောက်တစ်ခုကဒီပြည်တွင်းစစ်ကြောင်းလို့ဒီရွေးကောက်ပွဲကော်မရှင်နဲ့ပြောလို့ချိန်ပါနိုင်ဘူးချိန်ပါနိုင်ဘူးကျွန်တော်တို့အဲ့ညာကအဆောင်တိလို့လည်းပြောနိုင်။ရှုကြတော့ရွေးကောက်ပွဲတော့ချိန်ပါတယ်။တိုးတော်လည်းအဲ့ညာရဲ့ဘယ်လိုစစ်ဖြစ်ဖြစ်ဟုတ်ကြောင်းရှိတယ်ဒါကြောင့်ဆောင်ကြည့်ရလို့ရပါကြည့်ရတာရွေးကောက်ဝယ်နေ့မှာမနေ့9ရက်ကနေမဲရီအတွက်မှုပြည်စည်းချိန်အထိမဲယုံလုပ်ငန်းစဉ်အစီအစဉ်ကိုလိုက်နာခြင်းရှိမရှိမဲဆန္ဒရှင်များမဲပေးနိုင်ခြင်းရှိမရှိ မဲယုံတွင်နဲ့မဲယုံဝင်းကျင်တို့မှာပြဿနာများပေါ်ပေါက်ခြင်းရှိမရှိတို့ကိုစောင့်ကြည့်လေ့လာသွားကြမှာပဲဖြစ်ပါတယ်။ရေကြီးဖြစ်ရတဲ့ကိုကျွန်တော်စောင့်ကြည့်လေ့လာပါမှာဖြစ်တယ်။ရေကြီးဖြစ်ရဆိုတာဒီကျွန်တော်တို့ကဒီရေကောက်ပွဲကိုဟန်တာဖြစ်နိုင်တဲ့ဖြစ်စီတဲ့ညီသည်ကိစ္စရက်ကုန်ဆိုကျွန်တော်တို့ကရေကြီးဖြစ်ရလို့ခေါ်တာပါနော်။ရေကောက်ပွဲကိုတောင်းနေစေတာမျိုးရေကောက်ပွဲကိုဖြတ်သိမ်းတာမျိုးပျက်စီးအောင်လုပ်တာမျိုးအဲ့ဒီမျိုးအခြေအနေမျိုးကိုကျွန်တော်ရှိမရှိအဲ့ဒါကိုလည်းကျွန်တော်တို့ လာဆောင်ကြည့်သွားတယ်။လေးလာဆောင်ကြည့်မှာရွေးကောက်ပွဲလေးလာဆောင်ကြည့်မဲ့ဖွဲ့တွေဖြစ်တဲ့တိုင်းရင်းသားလူငယ်များကွန်ရက်အမျိုးသားလူငယ်ကွန်ဂရက်နဲ့ဖန်တီးရင်တို့ကရွေးကောက်ပွဲနေ့မှာလေးလာဆောင်ကြည့်ရာကရရှိလာမဲ့ချက်လက်တွေကိုရွေးကောက်ပွဲပြီးနှစ်ရက်ကြာလောက်မှာထုတ်ပြန်ပေးသွားမယ်လို့သိရပါဗျ။ကျွန်တော်ကိုမောင်ပါ။